အဲ့တော့စစ်ကောင်းဆောင်တရားအနေနဲ့အာဏာသိမ်းကောင်းဆောင်တရားအနေနဲ့เนาะဒီအလုသမားရေကန်နာတွေစီးပွားရေကန်နာတွေကိုပါဝင်ထက်ဆွေးနွေးသွားနိုင်တာကိုကျွန်တော်တို့ချီးကျူးမိပါတယ်ဒီရုရှားမှာသူ့ကိုဂျိုဇူပုံနေနိုင်ငံတော်အခမ်းအနားနဲ့ဂျိုဇူတာเนาะနောက်ပြီးတော့ကျွန်တော်တို့ BBC သတင်းဌာနတွေရဆိုရင်အရင်တော့ဒါအာဏာသိမ်းစစ်ကောင်းဆောင်မင်းအွန်လိုင်းဆိုပြီးတော့တုံးနေတဲ့အတုံးလုံးတွေကဒီနေ့ဒီအချိန်ဒီခါတွေမှာဘူချုံမူကြီးမင်းအွန်လိုင်းဆိုပြီးတော့ ပြန်လဲခေါ်ဖို့သုံးဆွဲနေတာလေးတွေပေါ့မိတ်ဆွေများလုံးမဲ့မိကလာပါဒီနေ့မှာတော့ကျွန်တော်နေပိန်းပေါ့နော်ကာကျုပ်ရင်ဖြစ်နေတဲ့ပတ်သက်ပြီးနေပိန်းတွေကသူမျိုးသဘောထားတွေကိုလွယ်ကြရတယ်ကြာနော်ချုံနေပိန်းလေးတွေကလည်းနည်းနည်းလေးမြန်မှန်ရလာပြီလို့ကျွန်တော်တို့ကထင်တယ်အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဒါနေပိန်းတယောက်ပြောတာလေးကိုနားထောင်ကြည့်အောင်ခလားနော်နောက်တန်ရေးတမန်ရေးခမရတို့လုတ်ခဲ့တယ်ဆိုတော့တန်ရေးတမန်ရေး3လနှစ်ကျွန်တော်တို့အစိုးရတန်တမန်အစိုးရပါဆိုလို့ပြောခဲ့တယ်ခမရတို့တွေ ဒီတစ်ချိန်မှာတန်ရေးတမန်ရေးခင်ဗျားတို့ဘယ်သူကကြဘယ်သူကနွားဆိုတာကိုပြသွားတာစကားစအားလုံးပဲမင်္ဂလာပါအဲ့တော့ကျွန်တော်တို့အမြဲတမ်းတိုက်တွန်းနေအမြဲတမ်းကျွန်တော်တို့ဖိအားလေးတွေပေးတယ်အမြဲတမ်းကျွန်တော်တို့နိုင်ငံရေးတွေသုံးသပ်ပြတယ်ဆိုတာအလကားတော့မဟုတ်ပါဘူးခင်ဗျာဒီရုရှားကိစ္စမှာလည်းကျွန်တော်တို့တော်တော်လေးကိုသုံးသပ်ပြခဲ့သေးပါတယ် ဒီတော်လန်ရေးပတ်တော်သားတွေဒီစာကစာစစ်ကောင်စီနဲ့ဦးမင်းအောင်လိုင်တို့အဖွဲ့ကိုတော်တော်လေးကိုတော်တော်လေးကိုအထင်သေးအမြင်သေးတွေဖြစ်နေကြတယ်။ဒီဟာကောင်းတဲ့အချက်မဟုတ်ဘူးဒါကောင်းတဲ့လက္ခဏာမဟုတ်ဘူးသူတို့လည်းပိုင်သက်ကြော်မဟုတ်ဘူးဆိုတဲ့ဟာကိုကျွန်တော်အမြဲတမ်းထောက်ပြတဲ့ဝေဖန်တယ်ပေါ့။အဲ့တော့အခုကဘာဖြစ်လို့လဲဆိုတော့ဘာမှတော့မဖြစ်သေးပါဘူး။ဒါပေမဲ့ဒီရုရှားမှာသူ့ကိုဂျိုဇူပုံနေနိုင်ငံတော်အခမ်းအနားနဲ့ဂျိုဇူတာနော်။နောက်ပြီးတော့ကျွန်တော်တို့ BBC သတင်းဌာနတွေရဆိုရင်အရင်တော့ ဒါအာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လိုက်ဆိုပြီးတော့တုံးနေတဲ့အတုံးလုံးတွေကဒီနေ့ဒီအချိန်ဒီခါဒီမှာဘိုးချုပ်မူကြီးမင်းအောင်လိုက်ဆိုပြီးတော့ပြန်လဲခေါ်ဝေါ်တုံးဆွဲနေတာလေးတွေပေါ့ဒါလေးတွေကတော့ဒါလေးတွေကတော့ဟိုပြောင်းလဲခြင်းလက္ခဏာအစလေးတွေပေါ့ဗျအဲ့တော့ရုရှားမှာသဘောတူညီချက်ဆက်ချက်ရခဲ့တယ်ဆိုတာပဏာမအဖြစ်သိရတယ်အဲ့ဆက်ချက်မှာ6ချက်လောက်ကတော့ကျွန်တော်တို့နျူကလ ియర్ နဲ့ပတ်သက်တဲ့ swine ins အတွက်စီမံချက်တွေဖြစ်တယ်လို့ကျွန်တော်တို့သိရတယ်ကျန်တဲ့၄ချက်ထဲမှာတော့ အလုတ်သမားရေကန်တာစီးပွားရေကန်တာနောက်ပြီးတော့အာဒီဒီတိုင်းပြည်အတွက်ကိုစနစ်တစ်ခုရေးဆွဲတယ်ပေါ့ဖက်ဒရယ်စနစ်ပြန်လည်တည်ထောင်ရေးကာလတွေဒါတွေဒါတွေတော့ကျွန်တော်တို့အကြံဖြတ်သိထားရတယ်ပေါ့ဗျာအဲ့တော့စစ်ကောင်းဆောင်တရားအနေနဲ့အာဏာသိမ်းကောင်းဆောင်တရားအနေနဲ့နော်ဒီအလုတ်သမားရေကန်တာတွေစီးပွားရေကန်တာတွေကိုပါဝင်ထက်ဆွေးနွေးသွားနိုင်တာကိုကျွန်တော်တို့ချီးကျူးမိပါတယ်နောက်ပြီးတော့အဲ့အဲ့အတွက်ကိုအကောင့်ထဲပေါ်ဖို့အတွက်ကိုလည်းဒါစီမံသွားတဲ့ဟာလေးတွေ အဲသူ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 တို့ရဲ့သဘောတူညီချက်လေးတွေဘာလဲလို့တော့အသေးစိတ်မသိရသေးပေမဲ့ဒါမျိုးလေးတွေအော်ထဲ့သွင်းဆွေးနွေးပေးသွားတာဟုတ်ကဒါမစိုးဘူးလို့ကျွန်တော်တို့ပြောရမယ်နော်ဒါတခုတော့ကျွန်တော်တို့ဝင်ခံတယ်ကျွန်တော်ဝင်ခံတယ်ပေါ့နော်အဲနောက်တစ်ခုကကျွန်တော်တို့ဟိုကျွန်တော်တို့ရဲ့လက်ရှိ NUG အစိုးရတရက်အနေနဲ့လည်းတဖက်ကရန်သူကဒီလိုမျိုးတန်ရေးတမန်ရေးတွေကျွန်တော်တို့ထိုးဖောက်နေတဲ့အချိန်မှာကျွန်တော်တို့အရင်ကလုပ်ခဲ့တဲ့ဒီတန်ရေးတမန်ရေးတွေသို့မဟုတ် အခုတစ်ချိန်မှာထိုးပေါက်တဲ့တန်ရေးတမန်ရေးတွေကိုအများကြီးအားစိုက်ဖို့လိုတယ်အဲ့တော့ကျွန်တော်တို့အစိုးရတရက်နေနဲ့လဲလှုပ်လို့မရတဲ့အခြေအနေဆိုတာကျွန်တော်တို့သိပါတယ်တခြားဒီဒီဘင်္ဂလီကိစ္စတို့တခြားကိစ္စတို့မှာလဲဒါနည်းနည်းလေးသဘောထားတွေကိုယ်လဲပြီးတော့ team ထဲမှာလဲအကွဲလဲလေးတွေဖြစ်နေတာကိုလဲကြားပါတယ်အဲ့တော့ပြက်ပြက်သားသားနဲ့ကျွန်တော်တို့လဲတန်ရေးတမန်ရေးကိစ္စမှာဟောဖြစ်တော့တိုင်းပြည်အရေးမှာဖြစ်ဖြစ်ပြက်ပြက်သားသားနဲ့ဆုံးဖြတ်ဖို့လဲအချိန်တန်ပြီလို့ပြောပါရစေပေါ့နော် ပြက်ပြက်သားသားနဲ့ပေါ့နော်ဒီတိုင်းရင်သား135မျိုးအပေါ်မှာယက်တိဖို့လိုတယ်လို့ကျွန်တော်ပြောချင်ပါတယ်အခုခင်ဗျားတို့ဒီ NUG ရနေပြီးတော့ထုတ်ထားတဲ့သဘောတူညီချက်တွေနောက်ပြီးတော့ကန်လန်ထားတဲ့အရာတွေကတိုင်းရင်သားအချင်းချင်းစီလုံးညီညွတ်မှုပြက်ပြက်ပြားစေတယ်ဆိုတာခင်ဗျားတို့လည်းသိမှာပါဒီဘင်္ဂလီရေးကိစ္စတွေမှာအဲ့တော့တကယ်တကယ်တိုက်ပွဲဝင်နေတဲ့ဒီလူတွေကိုအားပေးခြင်းနဲ့ဒီတကယ်တကယ်တိုက်ပွဲဝင်နေတဲ့ဒီလူတွေဒီမြန်မာနိုင်ငံကြီးကိုချစ်တယ်ဆိုရင်ခင်ဗျားတို့မဆိုင်တဲ့ကဏ္ဍတွေပေါ့ပေးချိတ်ထားဖို့လိုတယ် ပြပြသသရက်တည်ဖို့လိုတယ်လို့ဒီညားနေတိုက်တွန်းခြင်းပါတယ်အဲ့တော့လက်ရှိမှာအခုကျွန်တော်တို့ဒီဖြစ်သွားတဲ့ဒီတရားဆွဲမှုပေါ့အာဂျင်တီးနားအမှုမှာဆိုရင်ခင်ဗျားတို့မြင်မှာပါသူတို့ရဲ့ရုပ်လုံးတွေကွာကြလာတာဒါအောင်မြင်တဲ့အတိုင်းတာကဏ္ဍတစ်ခုထိကိုမရောက်သေးဘူးဒါပေမဲ့ဘလောက်ထိကိုစူးစူးအာသူတို့ရဲ့ထုတ်ပြလာလဲသူတို့ရဲ့စိတ်ဆန္ဒတွေနောက်သူတို့ရဲ့ယင်ထဲမှာယင်ထဲမှာဖြစ်နေတဲ့အမုန်းတရားတွေပေါက်ဖွာလာလဲဆိုတာခင်ဗျားတို့မြင်ပါလိမ့်မယ် တနိုင်ငံလုံးလည်းမြင်ပါလိမ့်မယ်အဲ့တော့ဒီအရေးမှာခင်ဗျားတို့ပြက်ပြက်သားသားရက်တည်ဖို့လိုတယ်နော်နောက်တန်ရေးတမန်ရေးခင်ဗျားတို့လုတ်ခဲ့တယ်ဆိုတော့တန်ရေးတမန်ရေး၃လနှစ်ကျွန်တော်တို့အစိုးရတန်တမန်အစိုးရပါဆိုလို့ပြောခဲ့တယ်ခင်ဗျားတို့တွေဒီဒီချိန်မှာတန်ရေးတမန်ရေးခင်ဗျားတို့ဘယ်သူကကြားဘယ်သူကနွားဆိုတာကိုပြသွားတယ်စကားစလှတော့မလှဘူးပေါ့ဗျာအဲ့တော့ဒီရဲ့တိုက်ခါတွေကိုကျွန်တော်တို့ပြန်ဆယ်ဖို့လိုတယ်ဖြစ်နိုင်နေဆိုရင်ကျွန်တော်တို့အမေရိကန်နဲ့ပုံပုံနီးစပ်တဲ့အခွင့်အရေးတစ်ခုရအောင်လို့တော့ခင်ဗျားတို့စကန်လန်တင်တယ်လို့ကျွန်တော်အနေနဲ့အကြံပေးခြင်းတယ် ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါအခုကြောသားဒီဘိန်းကတော့နည်းလေးမစိုးတဲ့မှာပါတယ်ပေါ့နော်မစိုးတဲ့တဲ့မှာပါတယ်ပေါ့နော်ဆက်လက်ပြီးတော့စနိုက်ပါစုပြောမဲ့တရင်လေးတွေကိုနားထောင်ကြည့်အောင်မိဘပြည်သူတွေကြုံတွေ့နေရတဲ့ဆင်းရဲဒုက္ခလေးတွေကြောင့်ကျွန်မတင်ဆက်ပြချင်ပါတယ်ရှင့်လုံးခဲ့တဲ့ရက်ပိုင်းဆိုရင်ရှမ်းမြောက်ဒီဘုံမြို့နယ်နာမခေါ်ကြေးရွာနာမှာတဲ့တာလုံလန်းအစင်းမှာပေါ့နော်တပ်ဖြတ်ထားခံရတဲ့လူမျိုးရုံအောင်သုံးလောင်းကိုတွေ့ရှိရတယ်သိရပါတယ်ရှင့်အဲ့ဒီလူမျိုးရုံလောင်းတွေကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလ23ရက်နေ့မှာဆိုရင်နားရှုဘက်ကနေကားနဲ့တင်လာပြီးတော့လာရောက်စုဖြစ်သွားတာဖြစ်တယ်လို့ဒေသခံတွေပြောကြားထားကြပါတယ်ရှင့် ဒီဖြစ်စဉ်ကိုသိတဲ့ဒေသခံတွေရှိရဲဆိုပေမဲ့ဟိုဘသူတွေလာတတ်ပြီးတော့ပစ်သွားလဲဆိုတာပေါ့နော်သူတို့တေချာလေးမပြောပြနိုင်ပါဘူးတဲ့ဒါကြောင့်မပြောရဲတာပေါ့နော်အဓိကကတော့သူတို့ပြောတာကတော့အဲ့ဒီကအခွဲစည်းရတူလေးလာပစ်သွားတယ်လာရှုပ်ဘက်ကဆင်းလာပြီးတော့ပေါ့နော်ကားပေါ်တန်လာပြီးပစ်ချသွားတယ်လို့ပြောပါရှင့်အခွဲစည်းရတူဆိုတာကသူတို့ကအဲ့ဒီမှာနေထိုင်တဲ့တိုင်းသားလက်နက်ကန်ကိုခေါ်ဆိုတာပါရှင့်ဘယ်အခွဲရဲ့လို့နာမည်တက်ပြီးမခေါ်ရဲဘူးလေဒီတော့လာရှုံမြို့ကိုအုပ်စိုးနေတာက MNDA ဖြစ်တဲ့အတွက်လာရှုံမြို့ကနေဆင်းလာပြီးတော့အခွဲစည်းရလူပစ်သွားတယ်ဆိုတော့ MNDA ပဲဆိုတာတော့သိကြနေပါရှင့် အခုလောဆုံးပြတဲ့အခါမှာတက်တက်ခံရတဲ့အမျိုးသမီးတွေပေါ့နော်အမျိုးသမီးဟာဆယ်သုံးဖြစ်တယ်အသက်၁၂နှစ်အရွယ်နဲ့၁၈နှစ်ကြာအရွယ်ထိဖြစ်ကြပြီးတော့အဲ့အမျိုးသမီးတွေကခန္ဓာကိုယ်မှာဆိုရင်လည်းရိုင်းနှံနှိမ့်ဆက်ခံရတဲ့ဒဏ်ရာတွေတွေ့ရလို့သိရပါရဲ့ရှင့်ပြီးတော့အဲ့ဒီမိန်းလေးတွေဟာဆိုရင်အဲ့ဒီနာတော်ကပီတီဗီတို့ဘာလို့ကလှုပ်လှုပ်တဲ့သူတွေလည်းမဟုတ်ဘူးတဲ့ဘယ်ရောက်မိန်းလေးတွေမတွေ့ဘူးပေါ့နော်အဓိကတော့တာမန်အရက်သူမိန်းလေးတွေဖြစ်ဖို့များပါရဲ့ရှင့်အဲ့လိုမျိုးမိန်းလေးတွေကိုတက်လာပါတယ်ပြီးတော့ကျွန်မအနေနဲ့ဒါက online မှာသိရှိရတဲ့နေရာလေးပေါ့နော် ကျွန်မရရှိလာတဲ့သတင်းလေးနဲ့ဆက်ဆက်ပြီးတော့တင်ဆက်ပေးချင်ပါတယ်။လာရှုံမြို့မှာဖြစ်ပွားနေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဆက်ဆက်စဉ်းစားမိမယ်လို့ထင်ပါရှင်။လာရှုံမြို့မှာဆိုရင်လည်းအခုပွဲတွေအများကြီးကျင်းပနေပါလေ။အားကြောင့်လဲဆိုတော့ပွဲတွေမှာလောင်ကစားဝိုင်းတွေအများကြီးထည့်သွင်းကြတာကြောက်ပါပဲ။ဒီလိုပွဲတွေမှာလောင်ကစားဝိုင်းတွေအများကြီးလုပ်ပြီးရခါမှာ MND တွေကလောင်ကစားဝိုင်းတွေမှာလုံခြုံရေးဆိုပဲပြုလုပ်ကြပါလေ။ဘာကြောင့်လဲလို့လောက်တာလဲဆိုတော့လေပထမတစ်ချက်ကလာရှုံမြို့ကနေသူတို့ပြန်မဆုတ်ခင်မှာပတ်စံအောင်ရတာရှာသွားရှာသွားခြင်းနဲ့အတွက်ပေါ့နော်။ ဘယ်လိုရှာလဲဆိုတော့ဒီလောင်စာဝိုင်းခွင့်တဲ့သူတွေကိုသူကငါတို့လုံခြုံရေးလုပ်နေမယ်ဆိုတော့ညှိတယ်ပြီးရခါမှာဒီလောင်စာဝိုင်းခွင့်တဲ့သူကရရှိတဲ့အကျိုးမြတ်က30ရာခိုင်နှုန်းကို MNDAA သဘုံမျိုးပေးရတာဖြစ်ပါရှင်အဲ့လိုပုံစံနဲ့ငွေရှာနေကြတာဖြစ်ပါတယ်ဒုတိယတစ်ချက်ကတော့တော်တော်ကြောက်ကိုကောင်းပါတယ်ရှင်အာပါလဲဆိုတော့လာရှုမြို့မှာလည်းလူရအပွဲဖြစ်တဲ့ခါမှာအိမ်ရမိသားစုရကွဲတွေသွားကြတာပေါ့နော်အဲ့လိုသွားတဲ့ခါကြလို့ရှင်လာရှုမှာသူတို့ခန့်လာတဲ့ရက်ွက်လုံးချုံကြီးဆိုတာရှိတယ်။ကျွန်မခန့်ခါလည်းပြောရပေါ့နော်ရက်ွက်လုံးချုံကြီးကပမာလူမျိုးများတယ်တဲ့အစားတိုင်းသားလည်းပါတယ်ပေါ့နော်အဲ့လိုကချင်တို့ရှမ်းတို့စသဖြင့်ရက်ွက်လုံးချုံကြီးလောက်ကြတယ်။ အဲ့ကောင်ကအမန်ဒီရဲ့ကြော်လေးပေါ့နော်အဲ့ကြော်လေးကဘာလို့လဲဆိုတော့ဘဲအိမ်မှာကောင်မလေးချောချောရှိတယ်ဘဲအိမ်မှာတော့ဘသူမိသားစုဘယ်နှယောက်ရှိတယ်ဘဲအိမ်ကတော့ငွေချင်းနေနေရှိတယ်ချမ်းသာဖို့ပေါက်တယ်အိမ်တော်ပြိဘောကများတယ်ဆိုတဲ့ခါလေးတွေလေ့လာမှတ်သားထားပြီးတော့အမန်ဒီရဲ့သဘုံမျိုးပေးပါရှင့်အဲ့လိုတရင်ပေးတဲ့အခါမှာဒိုပွဲရှိပြီဆိုရင်ဒါနေတွေထုံးစံပေါ်တော့ပွဲဥသားဆွေသွားကြတဲ့အခါကျရင်မှောင်လာပြီဆိုတော့ ਨੇ MND တွေကစိုက်ကယ်တွေနဲ့အဲ့ဒီဥသားကိုပွဲသွားတဲ့ရက်ွက်တွေမှာလူတွေနေသွားပြီလေအဲ့ရက်ွက်တွေဝင်လာတယ်ဝင်လာပြီးတဲ့အခါကျတော့ရှင်တို့က ပြိဘောကရအရင်များတဲ့အိမ်လေးပေါ့နော်လက်ရှိကိုပြိဘောကရစုံစုံလင်လင်ရှိတာပေါ့ရှင်ပြီးတော့ငွေကြေးငယ်ငယ်ရှိရတူတွေပေါ့စိုင်ခွင့်ပြီးတော့ပတ်စံပုံမှန်ဝင်ဝင်ရှိရတူတွေပေါ့အဲ့လိုအိမ်တွေဝင်ပြီးလို့ရှင်သူကဟောက်ခွင့်ပြီးပြစ်လို့ပဲရှင်အဲ့ဒီတော့ပြစ်လို့ပြီးတော့ရရှိထားတဲ့ပစ္စည်းတွေကရောင်းမယ်ရောင်းပြီးတဲ့အခါမှာရရှိတဲ့အမြတ်ငွေတဲ့300ရာခိုင်နှုန်းကိုအဲ့ဒီရက်ကွက်လုံးချုပ်ရေးသမားတွေပေးပါတယ်ရှင်တကယ်ကိုအချင်းချင်းပေါ့နော်ဂုတ်သွေးဆုပ်ပြီးတော့ကျုံမှာရက်ဆက်နေကြတာပါရှင့်ထရောက်ချက်ပုံခေါမှာလေနောက်ထပ်တစ်ခုကဘာလဲဆိုတော့အိမ်ဒီမှာမင်းလေးတွေပေါ့နော်တယောက်တည်းကျန်နေပါတယ်ဆိုတော့လုံချုံကြီးတကူဖမ်းနေစစ်ဆေးရမယ်ဆိုပြီးအိမ်မင်းလေးကိုရက်ခွက်ရှုံးကြီးကိုခေါ်သွားပါရှင့် ခေါ်သွားပြီးတဲ့အခါမှာဆိုရင်တော့မိန်းကလေးတွေကတရားပြုကျင်တာလုပ်ရတဲ့အဲ့လိုပြုကျင်တဲ့အခါမှာရိုးရိုးပြုကျင်တာမဟုတ်ဘဲနဲ့စိတ်တစားဆန်းဆန်းနှိမ့်ဆက်ပြင်းပန်းတဲ့ကိစ္စတွေပြုလုပ်လို့ရှိတယ်လို့သိရပါတယ်ရှင့်။အဲ့လိုပြီးပြီဆိုရင်တော့အခုဒီဟောနော်အဲ့အပြင်ဘက်တွေမှာလာပြီးတော့အလောင်းတွေပစ်သွားတယ်ဆိုတဲ့ကိစ္စတွေကဒီလိုဖြစ်စင်နေရတယ်ဖြစ်လာတာဖြစ်ပါတယ်ရှင့်။နောက်ထပ်ဖြစ်တာကတော့အဲ့လိုမျိုးအိမ်တွေကဖောက်ထွင်းခံရတယ်ပေါ့နော်။ဖောက်ထွင်းခံရတဲ့အချိန်ကြောင့်ရှင့်နေတဲ့ဟိုတရားခံဘူးလဲဆိုပြီးတော့ရှာကြတယ်။ရှာကြတဲ့အခါကျတော့အမန်ဒီကဒါပြောမယ်။မီဒီယာထပ်မှာပြောတာကတော့ငါတို့တွေတပိုးတွေတောင်းကြနေလို့ငါတို့ကဖမ်းရမယ်ဘာညာဆိုပြီးပြောတယ်လေ။ အဲ့ဒါကတကယ်ကြောင့်ခိုးနေတာအမှန်တည်းနေအဲ့မှာရှိရင်ရုပ်ကလုံးချုံရင်ဗမာနေနဲ့တိုင်းသားနေနဲ့စုပြီးခိုးကြတာတိုင်းသားအချို့နဲ့ပေါ့နော်ဗမာအချို့နဲ့အဲ့ MND တွေကစစ်သားအောက်ခြေပိုင်းနဲ့ပေါင်းခိုးကြတာတရားခံရှာတဲ့ခါလဲကြတယ်ကြောင့်သူတို့သူတို့ခိုးတာဆိုတရားခံသူတို့မဟုတ်ဘူးလေသူတို့သူတို့ကိုသူတို့လက်ညှိုးထိုးလို့မရဘူးလေအဲ့တော့ဘယ်သူတွေလက်ညှိုးထိုးလဲဆိုတော့ရက်ွက်ထဲမှာရှိတဲ့တပ်မိသားစုဝင်ဟောင်းတွေနောက်ပြီးတော့အရင်ကဆိုင်ကွယ်ဒီရက်ွက်လုံးချုံရင်ဖြစ်တဲ့သူတွေနဲ့ရန်ညှိုးရစားရှိတဲ့မိသားစုတွေပေါ့အဲ့မှာသူတို့နဲ့ရန်ညှိုးရစားရှိတဲ့မိသားစုတွေပြီးတော့အေးကြက်နေတဲ့ပြည်သူတွေလက်ညှိုးထိုးပြီးတော့သူက ပြစ်ဒဏ်ခတ်တဲ့ပုံစံမျိုးလုပ်ပါရှင်အဲ့ဒီလူတွေဖမ်းသွားပြီးရခါမှဆိုလာရှိုးကျင်းအောင်ထဲမှာထည့်ထားပါတယ်ဒါကြောင့်လာရှိုးကျင်းအောင်ထဲမှာဆိုရင်အရက်သားအပြစ်မဲ့တည်သူအများကြီးဖမ်းဆီးခံလာတာယနေ့ထက်စီတိုင်းပါပဲရှင်ကျွန်မကပြောပြတဲ့ဖြစ်စဉ်တွေဟာလာရှိုးမျိုးတွေမှာဖြစ်နေတဲ့ဖြစ်စဉ်တွေတည်းကအများကြီးကအနည်းငယ်သာဖြစ်ပါရှင်ဒီဖြစ်စဉ်တွေတကယ်ရှိမရှိဆိုတာကတော့လာရှိုးမျိုးမှာနေထိုင်နေတဲ့သူအသိဆုံးမှာဖြစ်ပါရှင်တမတော်ရဲ့အုပ်ချုပ်မှုအာဏာမရှိတဲ့နေရာမှာတပုံတွေဘလောက်ထိအောင်ရက်ဆက်ရုပ်မှလဲဆိုတော့အဲ့ဒါပါပဲရှင့် ဒီလားဒီတော့ MND နဲ့တက်မတော်နေရပါတော့သဘောတူစာချုပ်ကတော့လက်မှတ်ရေးထိုးပြီးပြီလို့ထင်တယ်ဆွေးနွေးပွဲရတယ်အောင်မြင်ပြီးခဲ့ပြီပေါ့နော်ဒါကြောင့်လားရှုံးမြို့ကိုလေးချောင်းပြစ်ခတ်မှုရောမလုပ်တော့ပါလေဆွေးနွေးတာအောင်မြင်သွားလို့လေညှိနှိုင်းမှုရှိသွားလို့လေဒီတော့တို့ကတက်ကိုပြန်ပြီးစုပ်မယ်ဆိုတဲ့အချိန်၄၅၆လအတွင်းမှာပို့ဘလောက်ထိတော့မြို့ကိုမှုန်ပြီးတော့အစီထုတ်စားနေလဲဆိုတာတက်မတော်မှာတာဝန်ရှိတယ်လေကျွန်မမြင်စေချားစေစင်ပါလားရှက်ခုလိုပြောတာပြောတယ်စနိုက်ပါဆိုလို့ကျူးတင်ပါတယ်ချမ်ဖလောက်မှာနေရတဲ့လူတွေရဲ့ဘွားကတော့မတွေ့ရကြပါနဲ့နော်ဒါဟိုဒါလည်းဒါတစ်ဖက်အုပ်စုတွေပေါ့နော် တယ်မလို့မထောက်ခံတဲ့ဖွဲ့ကဒါညီပိညီပေါ်ထမင်းရောဖွဲ့တွေကတည်တည်နေတယ်ဗျာနော်အချောက်ကအပိဖွဲ့တွေပေါ့နော်သူတို့ကလည်းကြောက်သူသွားမနေဘူးပြီးပါမနေတယ်တယ်မလို့အချုံမအောင်မနေပြီးတော့သူတို့ကအပိနေတယ်မြောက်ပေးနေတာ